ဖြေရှင်းရမယ့်ပြဿနာများရှိနေတယ်လို့နှီးပြနူနိုဝင်ခန်ဘလုံးကြက်ကများအတွက်ကျမတို့ရဲ့ဝမ်းမြင်ချက်နဲ့နေရာတိုင်းနဲ့ကြိုဆိုပါမယ်။မစားသေးမှာဖြေရှင်းရမယ့်ပြဿနာတွေရှိနေပြီလို့ Brandfo အသင်းကိုရှုံးခဲ့တဲ့ပွဲပြီးမှာနီးပြနုနိုဆန်တိုကဝန်ခံသွားပါတယ်။ဝဇန်နီးပြတဲ့နုနိုဆန်တိုရဲ့ပထမအိမ်ကွင်းပွဲဖြစ်ခဲ့ပြီးမြဲတီယာကိုဂျန်ဆန်တို့ရဲ့အသွင်းကိုရင်းနဲ့ Brandfo အသင်းကိုရှုံးနေခဲ့တာဖြစ်ပြီးတော့အသင်းမဟုတ်ဘဲကိုပရိသတ်တွေလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဝါဇန်သင်ကစားပုံကတော်တော်လေးကိုဆိုးရွားခဲ့ပြီးဘရန်ဖို့တင်ရအနိုင်ရလက်နဲ့ထိုက်တန်နဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်လို့ပွဲပြီးမှနီးပြန်းနူနိုကပြောသားခဲ့တာပါအခုပွဲမှာဘရန်ဖို့တင်ရတရားသည့်ပထမဆုံးအဝေးကွေးနိုင်ပွဲဖြစ်ခဲ့ပြီးဝါဇန်ကတော့အခုရသည့်နိုင်ပွဲတစ်ပွဲသာရရှိမှုနဲ့တူအမှတ်ပေးစရာအဆင့်16နေရာကိုရောက်နေပါတယ် ပေသက်တွေမြင်တွေ့ချင်နေတဲ့အသင်းမျိုးဖြစ်လာဖို့ပြောင်းလဲမှုတွေလုပ်ရမှာဖြစ်ပြီးတော့ဒီလိုပြောင်းလဲမှုတွေလုပ်နိုင်ဖို့ကိုနီးပြဖြစ်သူနဲ့ကစားသမားတွေပေါ်အများကြီးမှုတည်နေပါတယ်လို့ပြီးကရန်လာကမှဝဆန်းသင်းကိုစတင်တာဝန်ယူခဲ့တဲ့နီးပြနူနိုဆန်တိုကပြောသားပါတယ်။ဝဆန်းသင်းကရာသီအစပိုင်းရှားလတ်တွေဆုံးရခဲ့ပြီးတဲ့နောက်နီးပြပေါ်တာကိုယာရုကနေထုတ်ပယ်ခဲ့ပြီးနော်တီယန်သင်းကိုရှားလတ်ကောင်တွေပြန်ပြီးတော့ရှောက်ပေးနိုင်ခဲ့တဲ့နီးပြနူနိုဆန်တိုကိုခန့်ခဲ့တာဖြစ်ပါတယ်။ နီပြားနုနိုလက်ထံပထမဆုံးပရီးမီးယားလိပွဲဖြစ် Everton ကွင်းမှာတရေကစားနိုင်ခဲ့ပြီးနောက် Brentford ပွဲမှာရလကောင်းမှုကိုမျှော်လင့်ခဲ့ကြပြီးမြေအခုလိုမျိုးရှုံးနေမှုနဲ့ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်